မင်္ဂလာပါရှင်မန္တလေးခေတ္တကနေနောက်ဆုံးရသတင်းများကို တင်ဆက်ပေးပါမယ်။အဘအတွက်ထားတဲ့နေရာဆိုရင်ဆောင်းပါတင်ဆက်ပေးပါမယ်။ဒေါအောင်ဆန်းစုကြည်ကိုနိုင်ငံတော်ဤတိုင်းမင်္ဂပုတ်ကိုရာထူးပေးအပ်ထားခြင်းက2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ညီပါသလားဆိုတဲ့မေးခွန်းကိုမေးလာသူရှိတော့အတိတ်ဇလန်တွေကိုတတိယမိတယ်။တီတီကြီးနဲ့မေးသလားတကယ်မသိလို့မေးသလားတော့မသိသူတို့အမြင်မှာ2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အဲ့ဒီယာတူအဲ့ဒီအခေါ်အကိုမတွေ့ဘူးလို့ဖြစ်မယ်ဒါမှမဟုတ်2008အခြေခံဥပဒေကိုစနစ်တကျစည်စည်ဆက်ဆက်မဖတ်ဘူးလို့ဖြစ်လိမ့်မယ်အခြေခံဥပဒေလာရလမ်းကြောင်းကစပြောရတော့မယ်ဖြစ်နေနောက်ကြောင်းတွေကိုစက်ရည်လေးဘူးတော့လူတယ်ဦးတန်းရွှေကဦးစောမောင်ထံမှအာနာကိုရယူလိုက်ပြီးရဲ့နောက်သူ့အနေထားကိုစနစ်တကျခိုင်မာအောင် လုပ်တယ်1990ရွေးကောက်ပွဲမှာအနိုင်ရတဲ့ NLD ပါတီကိုဖွဲ့စည်းပုံအခြေခံဥပဒေမရှိဆိုတဲ့အကြောင်းပြချက်နဲ့လွတ်တော်ခေါ်မပြီးအာနာလွှင့်ပြုံးတာမကရွေးကောက်ကန်လွတ်တော်အမတ်တွေကိုအမဲချွေချွေပြီးတယောက်ပြီးတယောက်ထောင်ထဲကို ထည့်တယ်မြို့ပေါ်မှာမနေရတော့ပဲတော်ရဲကိုနိုင်ငံသားကိုထွက်ပြေးအောင်လုပ်တယ်ဖီးယားမျိုးမျိုးပြီး လွတ်တော်အမတ်မှာနှုတ်ထွက်တဲ့မနှုတ်ထွက်သူကိုဆရာဝန်ဖြစ်လင်းစေကူတာခွင့်လိုင်စင်ရှိနေပြင်ရှိနေနိုင်စင်စတာတွေကိုပြုတ်အောင်လုပ်တယ်မိသားစုဘဝစာဝင့်နေခက်ခဲအောင်ဘဝပြောင်းလုပ်တယ်ဒီလိုနဲ့ပါတီစုံဒီမိုကရေစီတောင်းဆိုဆန္ဒပြမှုတွေတဖြည်းဖြည်းတိမ်ကောပပျောက်သွားအောင်လုပ်ခဲ့တယ်ဦးတန်းရွှေကဘိုခင်ညွန့်နဲ့ယာယီမဟာမိတ်ဖွဲ့ကဘိုးချုပ်မူကြီးစောမာကိုဖြုတ်ချပြီးမှနာဝတာဥက္ကဋ္ဌတမရောကာကွယ်ရေးဦးစီးချုပ်ကအကြီးမားဆုံးယာတုကိုယူလိုက်တယ်တမရောထဲမှာသူ့ကိုပခုံးချင်းရှင်လာမဲ့ဝိုင်းစစ်ဘိုးချုပ်တွေကိုဦးတန်းရွှေစိတ်မချတ နေ့နေ့မှာယာဒူးအာနာကိုချင်းချောက်လာနိုင်တယ်လို့ယူဆတဲ့အဝိုင်းစစ်ဗိုလ်ချုပ်တွေကိုအရက်ဖက်ကိုဝင်ကြီးယာဒူးများပေးပြီးတက်မတော်မှာအချိုးတက်ပြီးပါထုတ်လိုက်တယ်ပထမအောင်ဆုံးခြေလံပြင်ဦးတန်းရွှေကတက်မတော်ထဲမှာသူ့ရဲ့ဩဇာကိုမနာခံမှုထင်ရတဲ့ခမမ်းမိုက်ခက်ကြံကြံစစ်တိုင်းမှုအချိုးကိုတန်းနဲ့အဆက်အသွယ်ဖြတ်တဲ့အနေနဲ့ဝင်ကြီးယာဒူးတွေပေးပြီးတိုင်းမှုယာဒူးမှာအချိုးတက်ခါထွက်စီလိုက်တယ် 1992မလ9ရက်နေ့မှာစီရီကျုံဘူကျုံမြင့်အောင်ကိုလေယာစိုက်ပျိုးရေးဝင်ကြီးနာပခတိုင်မှုဘူကျုံမြတဲ့ကိုတမဝါရံမှာဝင်ကြီးဖြစ်ပြောင်းလဲခံခဲ့တဲ့6လအကြာ1992စက်တင်ဘာ24ရက်မှာနာမခတိုင်မှုဘူကျုံထွန်းကြီးကိုကုံသွင်းရေးဝင်ကြီးမပခတိုင်မှုဘူကျုံကျော်ပါကိုဟိုတယ်နဲ့ခီးသွွားလိုက်ဝင်ကြီးလပခတိုင်မှုဘူကျုံအေးတောင်ကိုအလုတ်သမားကြီးရဝင်ကြီးဌာနဝင်ကြီးဖြစ်တဲ့အဆက်အသွယ်ဖြစ်ခါအရက်ဖတ်ပို့ပြလိုက်တဲ့အဲ့ဒီဘူကျုံတွင် ကျေနပ်သွားစေဖို့1993မလ29ရက်နေ့မှာဒုတိယဗိုလ်ချုပ်ကြီးများအဖြစ်ပဲရာထူးတိုးပေးလိုက်သည်နဲ့အဲ့ဒီတုန်းကဆဲဆိုးရဖြစ်တဲ့ဖြင့်ဝန်ကြီးရာထူးရသွားတော့လဲစစ်ယူနီဖောင်းမချုပ်ပဲတပ်ရာထူးယူနီဖောင်းများဝတ်ဆင်ပြီးတာဝန်ထမ်းဆောင်နေရှိတယ်1999နိုဝင်ဘာလ15ရက်ကိုရောက်တဲ့အခါဗိုလ်ချုပ်မူကြီးတန်းရွှေကပိုင်လောက်ပြီလို့ယူဆတဲ့အတွက်ဒုတိယဗိုလ်ချုပ်ကြီးခင်ညွတ်နဲ့ပေါင်းပြီးနာဝတစစ်ကောင်စီဖွဲ့ဝင်ဒုတိယဗိုလ်ချုပ်ကြီး73ကိုရာထူးမှဖြုတ်ပယ်ပြီးနာဝတကိုလည်းနာအဖားနိုင်ငံတော်အေဂျင်တာယာရင်ဖွင့်ပြွေးကောင်စီလို့အမည် ပြောင်းကဖွဲ့စည်းလိုက်တဲ့ဒုတိယဗိုလ်ချုပ်ကြီးဖုံမြင့်ဒုတိယဗိုလ်ချုပ်ကြီးအောင်ရဲကျော်ဒုတိယဗိုလ်ချုပ်ကြီးစိန်အောင်ဒုတိယဗိုလ်ချုပ်ကြီးမြာသိန်းဒုတိယဗိုလ်ချုပ်ကြီးမြင့်အောင်ဒုတိယဗိုလ်ချုပ်ကြီးကျော်ပါဒုတိယဗိုလ်ချုပ်ကြီးထွန်းကြီးဒုတိယဗိုလ်ချုပ်ကြီးမြို့ညွန်ဒုတိယဗိုလ်ချုပ်ကြီးအေးတောင်ဒုတိယဗိုလ်ချုပ်ကြီးကျော်မင်းအပါဝင်တိုင်မှုဟောင်းတော်တော်များများကိုရှာတူးမှအနာတက်နေရောနိုင်ငံကြီးရာတူးနေရော အဆက်ဖြတ်ကရှင်းထုတ်လိုက်တဲ့အိန္ဒိယဖြင့်သူ့ဩဇာကိုပြိုင်ဘက်ဖြစ်လာနိုင်သူတွေကိုဗိုလ်ချုပ်မူကြီးတန်ရွှေကပညာပါပါနဲ့အစုလိုက်ပြုံလိုက်ရှင်းလင်းဖယ်ရှားခဲ့တယ်။ရှင်းလင်းဖယ်ရှားကစားမှာတက်တွင်းမကြည်နံမှုပုံကံမှုတွေပေါ်ပေါက်လာမှာဆိုတဲ့အတွက်အဲ့ဒီအနာဘိကံဒုတိယဗိုလ်ချုပ်ကြီး73ကိုအသစ်ဖွဲ့စည်းလိုက်တဲ့နာဖဖွဲ့မှာအကြံပေးများဖြစ်တာဝန်ပေးကြောင်းချွေးသိမ့်ကြီးညာချက်ထုတ်ခဲ့တယ်။ခုနှစ်လကြာတော့လည်းတမတော်မှာတစုံတရာရိုက်ခတ်မှုမရှိတဲ့အတွက်အဲ့ဒီအကြံပေးဖွဲ့ကို1998ဇွန်လ9ရက်နေ့မှာဖျက်သိမ်းလိုက်တယ်။အဲ့ဒီချိန်ကစပြီးတမတော်မှာဥနေဝင်တဲ့ဗိုလ်ချုပ်မူကြီး ဆုံးမောင်လူများမရှိသလောက်ဖြစ်သွားပြီးပိုကျုံမူကြီးတန်းရွှေတာဩဇာအာနာကြီးမာလာတဲ့ နောက်ဆုံးတဦးနဲ့ကြံရင်နေတဲ့အာနာပြိုင်ပန်ပူကျုပ်ခင်ညွန်ကိုတော့ထောက်လန်းရေးအဖွဲ့အတွင်းအာဂရိလိုက်စားမှုတက်မတော်ကိုပြိုကွယ်အောင်ကြံစီမှုလို့နဲ့2004ခုနှစ်အောက်တိုဘာလ18ရက်မှာရှာဒူးမှချပြီးဖမ်းဆီးရေးယူလိုက်တဲ့အတွက်တက်မတော်မှာပူကျုပ်မှုကြီးတန်းရွှင်ကိုအာနာရှင်ပြိုင်လူယူမဲ့သူလို့စိုးရင်ကြောင်လွန်ရသူတရားမှမရှိအောင်လှုပ်ဆောင်ခဲ့တယ်။ဒီချက်ကဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ရှာဒူးနဲ့ဘာဆိုင်တယ်လဲလို့ပြောလာလို့ရှိရင်တော့စိုင်းမာတယ်လို့သာပြောရမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်မူကြီးတန်းရွှင်ရဲ့စိတ်အခံကအာနာကိုလက်လွဲခြင်းသူမဟုတ်သူရဲ့အာနာပြိုင်ဘက်တွေကိုလည်းတက်တွင်းမှာရောအရက်ဘတ်ဆိုင်ရာနိုင်ငံအင်အားစုတွေကိုရောနှီးမျိုးစုံနဲ့ဖိရှားသူဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ကိုနှစ်ပေါင်းများစွာနဲ့ကြေကျုပ်ချထားတဲ့ အခြားနိုင်ငံရေးခေါင်းဆောင်တွေကိုထောင်သွင်းအချင်းချထားတဲ့တရားဝင်နိုင်ငံရေးဘာမှလုံးလို့မရအောင်ရရဆက်ဆက်ဖိနှိပ်ထားတဲ့သူ့အာဏာကိုချိန်ချောက်လာတယ်လို့ယူဆရင်ရရဆက်ဆက်နေနေတဲ့တပရင်လူသက်ပွဲကသူ့အုပ်ချုပ်နေတဲ့လက်ထက်မှာဖြစ်ပွားခဲ့တော့လေတိုက်ခိုက်တပ်ဖြတ်ခံရတဲ့ဒီမိုကရေစီဘက်တော်သားတွေဖမ်းဆီးထောင်ချခံရပြီးလူသက်မှုရိုင်းနှက်မှုအစုလိုက်အပြုံလိုက်ဂိုင်းဖွဲ့ရာဆွေးမှုကျူးလွန်သူတစုံတစ်ယောက်ကိုမှဖမ်းဆီးအရေးယူခြင်းမရှိခဲ့ပါဘူးပြောလိုတာကဦးတန်းရွှေကအာဏာကိုလက်မလွတ်ရလျောင်းနှီးပေါင်းစုံအသုံးပြုခဲ့တာဖြစ်ပါတယ်သူရဲ့စင်ရင်မှာအာဏာဆိုတဲ့ လင်မှာဆင်မပီးခြင်းသူရှိမှာတာဝန်ထမ်းဆောင်ခဲ့တဲ့တမတော်ကာကွယ်ရေးဦးစီးချုပ်အသီးသီးကအသက်60မှာတက်မှအငိမ့်စားယူတော့လဲဦးတန်းရွှေကတက်ချုပ်ရာထူးမှာအသက်85နှစ်2010ပြည့်နှစ်မှာအနာယူခဲ့တယ်ဆိုလိုရင်းကဦးတန်းရွှေကနိုင်ငံတော်အာဏာကိုတက်နိုင်သမျှသူ့လက်ထက်မှာကင်ဆွဲထားလို့တက်နိုင်ရင်နောက်ဆုံးထွက်သက်သည့်ရာထူးမှာဆင်မပီးပဲအုပ်ချုပ်သွားခြင်းနဲ့ဒါပေမဲ့မြန်မာအခြေအနေကမ္ဘာအခြေအနေတွေကပြောင်းလဲနေတယ်မြန်မာမှာကြည်တွင်းအခြေအနေတွေမှာ 2009ခုနှစ်ကတန်ဃာတော်များမြစ်တာပူပရင်ယူစီတန်းလင့်လေဆန္ဒပြခြင်းကိုလုံခြုံရေးတပ်ဖွဲ့တွေကရရက်ဆက်ဆက်နှိတ်ကိုခေရအဲ့ဒီချက်ကတက်တွင်းရှိဗုဒ္ဓဘာသာဝင်ကြီးရဲ့စိတ်နှလုံးကိုထိခိုက်စေခဲ့တယ်။အရက်သားတွေကလည်းလုံခြုံရေးတပ်ဖွဲ့များလက်ချက်နဲ့တန်ဃာတော်များရှိုင်းနဲ့ဖြုတ်ခွင်းခံရခြင်းတောင်းကလာငွေကြိုင်ရဲ့ပဏိယတိစာတင်တိုက်ကိုဝင်ရောက်စီးနှင်အကြမ်းဖက်ဖမ်းဆီးခြင်းတို့လုပ်ရက်တွေကြောင့်အစိုးရကိုအွန်လုံးလာတယ်။ဒီမကျေနပ်ချက်တွေကကြာရင်ပောက်ကွဲထွက်လာနိုင်တဲ့အတွက်လစ်လျူရှုလို့မရဘဲအပြောင်းလဲတစ်ခုလုပ်ပြီးဖို့လိုလာတယ်။တပိုင်ရင်ရေးခင်းပြီးမှနိုင်ငံရေးလမ်းပြမြေပေါ် roadmap 90ကိုထုတ်ပြန်ပြီးကမ္ဘာကိုချပြထားတော့လဲတကယ်စမလို့ပဲဟိုလိုလိုဒီလိုလိုနဲ့ကြောင်းထိုးထားခဲ့ရတဲ့အခုတော့ထပ်ပြီးအချိန်ဆွဲလို့မရတော့ကဘာမှာလေတူနီရှားနိုင်ငံမှာစတင်နေအာရက်နွေဦးဒီမိုကရေစီတောင်းဆိုဆန္ဒပြပွဲတွေကြောင်းအာနာရှင်နေတယောက်ပြီးတယောက်ကြာဆုံးကုန်နေလေပြာအာနာရှင်ကလေပြာအာနာရှင်ကဒါဘီဆိုရင်ရှေးမြောင်းဂုံးကျော်အောက်ထဲမှာဆန္ဒပြသမားတွေလက်ချက်နဲ့ခွေးတီတီနေတယ် ဟိုစနီမူပါရန်ဘန်အန်လီအလီဘတ်ဘာဒူလာဆာလက်စားတဲ့အခြားနိုင်ငံအာဏာရှင်များပြုံကြတဲ့အမေရိကန်ကစီးရီးယားတမ်မရာအာဆတ်နန်တော်ကိုဘုံလာကြတဲ့ဒီဖြစ်ပျက်တွေကမြန်မာနိုင်ငံပြုပြင်ပြောင်းလဲလုပ်ငန်းတွေအချိန်ဆွဲနေလို့မရတော့ဘူးဆိုတာပြဆိုနေတယ်။ဒီအချက်တွေကြောင့်ဦးတန်းရွှေက2010မှာရွှေကပွဲလုပ်ပြီးသူ့လူတွေကိုအရက်သားအသွင်ပြောင်းစေပြီးအာဏာလွှဲမဲ့အစီအစဉ်ကိုစတင်နေအာဏာလွှဲမဲ့အစီအစဉ်ရကိုဖျက်သိမ်းမယ်ဆိုတော့လေသူ့လူတွေကိုသူစိတ်မချလူတွေကတက်ချုံရတုမှာသူရှိနေတော့တာကြောက်ကြတာတက်ချုံရတုမှာအနားယူသွားလို့သူ့ကို ံလာရင်အစိုးရအဖွဲ့မှတရားဝင် ပြန်ပါလာနိုင်ဖို့အကြံထုတ်တယ်ပူစီရမလို1993ခုနှစ်မှာ2008ထဲ15နှစ်နှလုံးသူတည်ဆိုတည်ရှင်ဆိုရှင်ထိုင်းဆိုထိုင်းထဆိုထားတဲ့သူတွေနဲ့စိတ်ကြိုက်ချဲလဲရင်းဆွဲခဲ့တဲ့အမျိုးသားညီလာခံကြီးမှာအရက်သားအစိုးရလက်ထက်မှာနိုင်ငံအုပ်ဆောင်ရာထူးနဲ့သူအချိန်မီ၍နိုင်ငံရေးအာဏာစင်မြင့်ပေါ်ကိုပြန်တက်လာလို့ရမယ့်ပုံမှန်တစ်ခုကိုသူ့ရဲ့လက်ဆွဲတော်တရားသူကြီးချုပ်ဦးအောင်တိုးဥပဒေပါမောက်ခဒေါက်တာတင်အောင်ဤစတဲ့ဥပဒေပညာရှင်တွေကထည့်သွင်းခိုင်းနေဥပဒေရဲ့ဆိုလိုရင်းကနိုင်ငံတော်မှာသမ္မတတင်အစိုးရဖွဲ့ရင်အထွတ်အထိပ်အမြင့် ဆုံးပုံကိုဖြစ်တော့လဲလွတ်တော်ရေးသဘောတူညီချက်ဖြင့်နောက်တစ်ယောက်ထပ်ပေါ်လာခွင့်ရှိသေးသည်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်။ဒါမှသမရဦးသိန်းစိန်ထံမှဒါမှမဟုတ်အခြားစစ်တပ်လိုလာတဲ့အစိုးရလက်ထက်မှသူအချိန်မီပြန်ပြီးတော့အုပ်ချုပ်လို့ရမယ်။သူ့ကိုအာခံလိုက်ရင်ဒါမှမဟုတ်တပည့်ရီလုတ်ပုံကန်ပုံကိုအာမရရင်အချိန်မီအစိုးရဖွဲ့ကိုထိန်းချုပ်နိုင်မယ်လောလောဆယ်နေအိမ်မှာစာဖတ်သူကြီးလိုလိုနေပြီးစောင့်ကြည့်မယ်ဒါပေမဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်မှာအဲ့ဒီပုံမှန်ကိုပြောင်းကြည့်ရေးလို့မကောင်းဒီမိုကရေစီဘက်တော်သားတွေနိုင်ငံတကာတန်ရုံးတွေကုလသမဂ္ဂတွေစာရေးဆရာတွေစီ စီလိုအပေါ့ရှာပြီးဝေဖန်ပြစ်တင်လာတဲ့ဒါကြောင့်သူလိုချင်တဲ့နိုင်ငံအုပ်ဆောင်ဖြစ်ပြန်လာခွင့်စာသားလဲပေါအောင်လူတွေလည်းတတိမထားမိအောင်မထင်မရှားတနည်းအားမှာခန့်ရှုပ်ရှုပ်အရေးသားနဲ့လူနာမလဲအောင်သူ့ဘက်သားဥပဒေပညာရှင်တွေကိုအောက်ပါအတိုင်းရေးသားစေလိုက်တဲ့2008ပွဲစီပုံခြေကံဥပဒေအခန်း၅ပုံမှာ 219ဖွဲ့စည်းပုံခြေခံဥပဒေပါပြဋ္ဌာန်းချက်များနှင့်မဆန့်ကျင်စီပင်ပြည်ထောင်စုအုပ်ချုပ်မှုအာဏာသည်နိုင်ငံတော်တမန်တွင်တည်ရှိသည့်ဤစကရဲ့ကြောင့်ပြည်ထောင်စုလွတ်တော်သည့်အာဏာပိုင်ဖွဲ့စည်းတရရရအား၎င်းအာဏာပိုင်ပုဂ္ဂိုလ်တဦးအား၎င်းတာဝန်နှင့်လုပ်ပိုင်ခွင့်များပေးရခြင်းမပြုနိုင်ဟုမမတ်ယူရာထို့အပြင်ရှင်းစကရဲ့ကြောင့်တည်ဆဲဥပဒေများအရာသက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတရရရအားဖြစ်စေသက်ဆိုင်ရာအာဏာပိုင်ပုဂ္ဂိုလ်တဦးအားဖြစ်စေအနှင့်ထားသည့်တာဝန်နှင့်လုပ်ပိုင်ခွင့်များကိုနိုင်ငံတော်တမန်အားလွှဲပြောင်းပေးအပ်သည်ဟုမမတ် ူစေရာဒီစကံရက်ကိုဖတ်တာကြည့်ပြီးတော့မြင်များအောင်ရှုပ်ထွေးပီလီပြီးလူတာမန်နားမလည်အောင်ရှင်းထားပါတယ်တပတ်နက်ကတဲ့အခေါ်အငင်းနှစ်ထပ်နဲ့မရှုပ်ရှုပ်အောင်ရေးသားထားတဲ့ အသားမဲတယ်လို့ဆိုရင်ရှင်းနေပါလေအသားမမဲလို့မှတ်ယူခြင်းမပြုရလို့ရေးထားတယ်လို့ဖြစ်နေတယ်။စင်းရဲတယ်လို့ရင်းရှင်းပါလေမစင်းရဲလို့မှတ်ယူခြင်းမပြုစေရလို့ရှုံအောင်ရေးထားတဲ့သဘောဖြစ်တယ်။ဝကြစာကြောင်းကိုလည်းအရှိန်ကြီးရေးထားတယ်။ဒါကြောင့်မြန်မာနိုင်ငံသားတော်တော်များများကဒီချက်ကဘာကိုဆိုလိုမှန်းဘသူမှတည်တည်ကြကြမသိဘူး။ဒါပေမဲ့ဒီလိုအများကမသိတော့လဲဥပဒေပညာရှင်ဥကိုနီကတည်တယ်။သူက2008အခြေခံဥပဒေကိုထုံးလို့ခြင်းရှိလို့နှောက်နိုင်တယ်။ဒီအခြေခံဥပဒေပုံမှန်219ကသမရပြင်နောက်ထပ်ခေါင်းဆောင်တရားဝင်လာလို့ရအောင်ဦးတန်း ွေလုတ်သွားခဲ့တဲ့အကွက်ဖြစ်ကြောင်းဥက္ကုဏီက NLD ကောင်းဆောင်ပိုင်းကိုအကြံပေးတယ်ဒီအကြံပေးချက်ကိုအထူးတုံ့သိထားပြီး2015ရွှေကောက်ပွဲမှာ NLD အနိုင်ရလို့လွတ်တော်ခေါ်ပြီးအစိုးရဖွဲ့တဲ့နေမှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ယာတုကိုဒေါအောင်ဆန်းစုကြည်ကိုပေးရလိုက်တဲ့အခါတကဘာလုံးအံ့ဩတင်ကြတယ်2008ချိန်ကဥပဒေမှာအဲ့ဒီပုံမှာပါမန်အဲ့ဒီတော့မှတီးကြတယ်တီးကြလို့ဖက်ကြည့်တော့လေအထက်ပါစာပိုက်ကိုဖတ်ရတဲ့အတိုင်းဘာမှ ရည်ရည်ရရမတိကြကြံ့ခိုင်ဘက်မှာရောတက်မတော်ဘက်မှာရောဥပဒေပညာရှင်များဥပဒေတိုင်ပင်ခံများရှိတဲ့အတွက်မိကြပါလိမ့်မယ်ဒီခါမှဒီပုံမှကဒီယာရုခန့်လို့ရအောင်ရှင်းထားတဲ့ပုံမှဖြစ်နေကြောင်းဥပဒေသားတွေကရှင်းပြပါလိမ့်မယ်ဒီခါမှဘာမှမတက်နိုင်တော့ဘူးဆိုတဲ့ဖြင့်ကိုဖော်တဲ့စေကိုပြန်စားရပြီးကိုရှုကိုပတ်ရခြင်းဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်တက်မတော်မဖြစ်စေဖို့ခြေဥပုံမှ59စာလုံးနဲ့ အထက်ထက်ကာယံထားတဲ့ကြားမှာနိုင်ငံတော်ကောင်းဆောင်ဖြစ်လာတဲ့အပေါ်အချို့သောအစုံရောက်မျိုးချစ်တွေကအနာပေါ်ဒုကြတယ်လို့တဲကြီးမဲကြီးမုံဒီကုန်ကြတယ်။အရင်စကအမြင့်မြေကဆိုသလိုနိုင်ငံအုပ်ဆောင်ကြီးကျွတ်ထန်ထားတဲ့ထိတ်တီးရာတို့ကိုဒေါအောင်ဆန်းစုကြည်ကကြားပြတ်ယူသွားတဲ့အတွက်ရှင်းနေဦးကိုနီ စနက်လို့ဆိုပြီးဥကိုနီကိုခါခါတီတီမုံတီးကြတယ်။ဘလောက်တောင်မုံတလဲဆိုရင်2019ခုနှစ်ဇန်နဝါရီ29ရက်မှာရန်ကုန်လေစိတ်လူမြင်ကွင်းမှာဥကိုနီကိုတနက်နဲ့တက်ပြတ်လုတ်ကြတဲ့အထိမဖုံးနိုင်မဖိနိုင်မုံတီးခဲ့ကြတယ်။ဥကိုနီတရားချင်းမှာအစ္စလမ်ဘာသာဝင်မှုအစုံရောက်မျိုးချစ်တွေကတက်ချင်းလို့ဆိုပြီးအပေါ်ယံကိစ္စမျိုးဖြစ်ပြီးအဓိကအကြောင်းရင်းက2008ခုရဲ့လီယိုဝက်ချက်အားနည်းချက်တွေကိုတည်လွန်လာကြောင်းဖြစ်တယ်။ဥကိုနီမတည်မီညစာစားပွဲတစ်ခုမှာစုံခဲ့ဘူးရမှာအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကိုပြည်ထောင်စုလက်အောက်မှာအရသာအစိုးရဝ ဝန်ကြီးဌာနအောက်ကိုပြန်လည်ရွှေ့ပြောင်းတင်ကြောင်းပြောလာလို့လာမယ်ကိုတရဝန် ပြုပြင်ပြောင်းလဲရမှာရီအများကြီးပဲတစ်ခုပြီးတစ်ခုလာမယ်လို့ဥကိုနီကပြောခဲ့ဘူးတယ်။ဒါပေမဲ့ပြည်သူလူထုအတွက်သူအလုဆက်မလုံနိုင်ခင်မှာပဲလုတ်ကြံတပ်ဖြတ်ခံလိုက်ရတယ်။အနာပေါ်ဒုကြသူတွေရဲ့အမုန်းကကြီးလေစွာတကယ်တမ်းသာမဲပေးပိုင်ခွင့်ရှိသူတိုင်းရွေးကောက်တင်မြောက်ခံနိုင်စွမ်းရှိလို့လွတ်တော်အမတ်တဝရဲ့အရေးချင်းနဲ့ပြည်စုံသူတိုင်းသာသမဏအဖြစ်လွတ်တော်အမတ်များသဘောတူကတင်မြောက်နိုင်ခွင့်ရှိရင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဆိုတဲ့ယာလူကမြန်မာနိုင်ငံမှာပေါ်ပေါက်လာနိုင်စရာအကြောင်းမရှိ။ပုံမှန်59စာလုံးကိုသာနိုင်ငံတကာစံချိန်စံညုံနဲ့အညီနိုင်ငံသားမိဘ နှစ်ပါးမှာဖွားမြင်လာသူသည်တမနာဖြစ်ပိုင်권ရှိရလို့မြန်မြန်ဒတ်တာရေးသားပြန်ထမ်းခဲ့မယ်ဆိုရင်ပုံမှန်219ကိုအသုံးပြုပြီးတမနာနှင့်အပြိုင်အုပ်ချုပ်ရေးယာလူတစ်ခုပေါ်ပေါက်လာမှာမဟုတ်ဒေါအောင်ဆန်းစုကြည်ဝင်လာမဲ့နိုင်ငံတော်တမနာဆိုတဲ့တကားကိုတရားသည့်ဖြစ်စေမတရားသည့်ဖြစ်စေအတင်းအဓမ္မပိတ်ထားခဲ့လို့သာဘိုးချုပ်မူကြီးတန်းရွှေသူ့လူတွေကိုပါစိတ်မချပါကပြန်လာခွင့်ရဖို့ဖောက်ထားတဲ့လမ်းကြောင်းမှာဒေါအောင်ဆန်းစုကြည်ဝင်လာခြင်းပဲဖြစ်ပါတယ်ဘသူမပြုမိမိမှုဖြစ်တဲ့မိတို့ပင်ရှိစေဒေါအောင်ဆန်းစုကြည်ကနိုင်ငံတော်ရဲ့တိုင်ပင်ခံပုဂ္ဂိုလ်ယာလူကိုရယူထားခြင်း ြင်းက2008ခြေကံဥပဒေနဲ့တရားရာဂိုင်းလုံးညီပါတယ်အာနာရှင်ကြီးလို့ပြုခဲ့တဲ့ကံကထပ်တူပြန်ပြီးအကျိုးပေးခြင်းသာဖြစ်တယ်လို့စောင်းပါမှရှိတာထားတာကိုတင်ဆက်ပေးလိုက်ရပါရဲ့ရှင်